ဒရိုင်ဖာဝန်ထမ်းလေးပေါ်မှာမမျော်လင့်တဲ့ငွေပမာဏမျိုးစုချင်းမြင့်ခဲ့တဲ့စည်ရီကလေးမမငယ်အခုချိန်မှာလူများရဲ့ပတ်သက်ဖြားမှာချီချူထောပနာပြုပြီးပျော်မစုံဖြစ်နေကြတဲ့သူကတော့မြမငယ်ထိတ်တန်းစိတ်နိုင်ကြီးတစ်ခုဖြစ်တဲ့စည်ရီကလေးရဲ့ပိုင်ရှင်တထင်းမကြီးဒေါက်တာသဲစုခိုင်လူချစ်လူခင်များတဲ့မမငယ်ရဲ့အကြောင်းပဲဖြစ်ပါတယ်။မအောင်တလောက်တောင်ချီချူနေကြတာလဲဆိုတော့သူ့ရဲ့အောက်ခြေဝန်ထမ်းလေးတူပေါ်မှာထားတဲ့စိတ်စေတနာနဲ့မြတ်တာတရားကတကယ်ကိုမယုံနိုင်လောက်စရာဖြစ်နေလို့ပါပဲ။ မမငယ်ကသူ့ရဲ့ driver ဝန်ထမ်းလေးတူကိုငွေချက်390ဆိုရင်မခံမနိုင်လောက်တဲ့ငွေပမာဏကြီးကိုစုမကောင်းနေနဲ့ချင်းမြင်ခဲ့လို့ပါပဲ။ပရိသတ်ကြီးတို့တည်ကြတဲ့အချိန်မှာပဲမမငယ်ဆိုတော့စီးပွားရေးလောကမှာထိတ်တန့်ဖြစ်အောင်မြင်နေတဲ့စိန်တိုက်ပိုင်ရှင်တယောက်ဖြစ်တယ်လို့ကိုရင်ကလည်းစေပညာပွဲရဆရာဝန်တယောက်ဖြစ်ပါတယ်။ဒါကြောင့်လေသူ့မှာလူသားတွေပေါ်မှာထားတဲ့စာနာစိမ်ဂယုဏတရားတွေပြေဝါရှိတာကိုသူ့ရဲ့လုံရက်တွေကတတ်သိပြနေပါဗျ အရင်ကလေးကဆိုရင်လေအလူတန်းတွေပရိုက်တာလုပ်ငန်းတွေကိုတက်နိုင်တဲ့ဘက်ကနေအမြဲတစေပအဝေးကူညီလူတန်းလေးရှိသူပါအထူးသဖြင့်သူ့ရဲ့ဝန်ထမ်းတွေအပေါ်မှာအလုံရှင်တဲ့ဝန်ထမ်းဆိုရင်ဆက်ဆံရေးဆိုတာထံမိသားစုဝင်တယောက်လိုနှွေးနှွေးထွေးထွေးနဲ့စောင့်ရှောက်တပုံကတော့တကယ်ကိုအားကျလေးစားစရာပါပဲအခုဆိုမမငယ်ကသူ့ရဲ့စိတ်အကြီးစိတ်တိုက်ကဝန်ထမ်းလေးတွေကိုမုံပိုးပေးနေတဲ့ဗီဒီယိုဖိုင်လေးတစ်ခုအွန်လိုင်းပေါ်မှာတော်တော်လေးပြန့်နှံ့သွားခဲ့ပါတယ် အဲ့ဒီဗီဒီယိုထဲမှာဆိုရင်မမငယ်ကသူ့ဝန်ထမ်းတွေကိုပေးကမ်းချိမြစ်နေတဲ့နေရာမှာဘလောက်တောင်စေတနာပြေးပါလဲဝန်ထမ်းလေးတွေကလည်းသူတို့ရဲ့လှုပ်ရှင်စီကမေတ္တာလက်ဆောင်ကိုရလို့ဘလောက်တောင်ပျော်ရွှင်ကြည်နူးနေကြနေဆိုတဲ့ပုံရိပ်တွေကမြရသူရိုင်းရှင်ကိုအေးချမ်းစေခဲ့ပါတယ် အဲ့ဒီတဲကမှာအားလုံးကိုအံ့အသင့်သွားစေခဲ့တာကတော့မမငယ်ကသူ့ရဲ့ driver ဝန်ထမ်းလေးကိုချီးမြှင့်ခဲ့တဲ့မွေပမာဏပါပဲ။တိန်ကိုစေဆိုတဲ့ပမာဏကတာမန်ဝန်ထမ်းတယောက်အတွက်မပြောနဲ့လူတော်တော်များများအတွက်တသက်မှာတစ်ခါရှားဖို့မလွယ်တဲ့ငွေကြေးပမာဏတစ်ခုပါ။ဒီလောက်များတဲ့ပမာဏကိုဘာကြောင့်ချီးမြှင့်ခဲ့ရတယ်လဲဆိုရင်နောက်ခွဲကဇလန်းလေးကပို့ပြီးတော့တောင်ကြီးနူးဖို့ကောင်းပါသေးတယ်။ အကြောင်းရင်းကတော့ဒီ driver ကောင်းလေးဟာစိန်ရီကရီစိန်တိုက်မှာပဲအလုပ်လုပ်ရင်းနဲ့ဆန်က ရောင်းဝယ်နှမ်းမလေးတယောက်နဲ့လူငယ်တဘာဝမေတ္တာများခဲ့ကြပါတယ်။သူတို့နှစ်ဦးရဲ့အခြေအကိုလည်းအလုပ်ရှင်ဖြစ်တဲ့မမငယ်ကအတိမတ်ပြုပြီးသူ့ရဲ့မျက်စိအောင်မှာပဲသဘောတူကမိဘတပွဲလက်ထပ်ထိန်းများပေးခဲ့တာဖြစ်ပါတယ်။ တကယ်ကိုမိခင်တယောက်ကသားသမီးတွေကိုစောင့်ရှောက်ပေးတဲ့ပုံစံမျိုးပါပဲအခုဆိုရင်တိသက်ဆောင်ရှိဝန်ထမ်းဇနီးမောင်နှံလေးဟာပထမဆုံးရှင်သွေးလေးကိုအောင်မြင်စွာမွေးဖွားနိုင်ခဲ့ပြီလို့သိရပါတယ်။ဒါကြောင့်မို့လို့စင်ဤကလေးစိန်တိုက်ပန်ရှင်မမငယ်ကသူတို့ဇနီးမောင်နှံရဲ့အလုပ်ပေါ်မှာထားတဲ့တစ္ဆာရှိမှုကိုအတိမတ်ပြုတဲ့အနေနဲ့ရောမွေးလာတဲ့ရှင်သွေးလေးအတွက်ပါစဉ်းစားပြီးမိဖွားစီရဲ့အနေနဲ့တိန်ကိုယ်ဆယ်ဆိုတဲ့ပမာဏကိုရရရရချီးမြှင့်ခဲ့တာဖြစ်ပါတယ်။ ဒါလည်းမကသေးပါဘူးမွေးလာတဲ့ကလေးလေးကိုလည်းမြေတယောက်ဖြစ်တမ်းမှတ်ပြီးနောက်ထပ်လည်းစုရီချင်းမြအောင်မယ်လို့သိရတဲ့အတွက်တကယ်ကိုလေးစားစရာကောင်းတဲ့အလုပ်ရှင်တယောက်ပါပဲအမှန်တိုင်းပြောရရင်ယနေ့ခေတ်လိုအရာရာခက်ခဲချက်တဲနေတဲ့ကာလမှာဒီလိုမျိုးစိတ်ကောင်းစေတနာရှိတဲ့အလုပ်ရှင်မျိုးဟောင်းတော်တော်လေးကိုရှားပါသွားပါပြီကိုကျိုးစည်းဝါတစ်ခုလေးကိုမကြည့်ပဲကိုဝန်နန်းကြီးရဲ့ဘဝကိုပါထည့်သွင်းစဉ်းစားပြီးသူတို့ရဲ့အရေးကြီးတဲ့အချိန်လေးမှာရရရရကူညီပေးတယ်ဆိုတာကတကယ်ကိုကြည်ကျူစရာပါ ကဲပြိတက်ကြီးတို့ကရောတထင်းမကြီးမမငယ်ရဲ့ဒီလိုလို့ရဲ့အပေါ်မှာဘလို့မြင်ကြပါသလဲကိုဝင်နှန်းပေါ်ဒီလောက်တောင်မြတ်တာထားတဲ့အလို့ရှင်မျိုးနဲ့ကြုံဘူးကြလားမမငယ်ရဲ့စိတ်ထားနဲ့ပတ်သက်ပြီးတော့လေချီချူးစကားလေးတွေပြောသွားကြပါအောင်နော်